လီလီကလေးတို့ရေဒီတစ်ခါမှာတော့ဥဥကလီလီနဲ့နတ်သမီးများဆိုတဲ့ပုံမြင်လေးအကြောင်းကိုပြပြပေးမယ်နော်လီလီဆိုတဲ့ကောင်မလေးကအရင်ချစ်ဖို့ကောင်းတဲ့ကလေးလေးပေါ့သူကဖဖို့ဖွားဖွားတွေဖေဖေမေမေတွေလည်းကူညီတယ်လီလီလေးမှာသူများတွေမသိတဲ့လေးဝချက်တခုရှိတယ်အဲ့ဒါပါလေဆိုတော့သူ့ရဲ့အတွေ့အထဲမှာဝန်းဝန်းလာတတ်တဲ့နတ်သမီးလေးနှစ်ပါးအကြောင်းပေါ့အဲပထမနတ်သမီးလေးကတော့ စိတ်ထားအရင်ကိုနူးညံ့ဖြူစင်ပြီးတော့ကောင်းတာတွေပဲတိုက်တွန်းတတ်တယ်။လိမ္မာနတ်သမီးလို့ခေါ်တဲ့နတ်သမီးလေးတစ်ပါးဒေါက်တာဘာကတော့ဒေါ်လာရန်ကြီးပြီးအဲမကောင်းတဲ့အရာတွေကိုအမြဲတိုက်တွန်းနေရှိတဲ့စိတ်ထားပုတ်တဲ့နတ်သမီးလေးပေါ့။အဲ့ဒီနတ်သမီးလေးနှစ်ပါးကလီလီရဲ့အတွေ့အထဲမှာအမြဲဆူမိုးနေတယ်။လီလီကမကောင်းမှုဆိုတဲ့မုံမီစားခြင်းနဲ့နော်အေးအေးအရန်တောက်ခြင်းနဲ့ ချွတ်ချင်းနေဆုံးလုံးနေစားခြင်းနဲ့အဲ့လိုစိမျိုးတွေဖြစ်လာပြီဆိုရင်ရေခဲမုံလိုချင်နေပြီမလားမရရင်အခုချက်ချင်းငိုပစ်လိုက်ငိုပစ်လိုက်လုံးဝမရနဲ့တော့အဲ့ဒီလိုမျိုးဒေါသနဲ့သမီးလေးရလဲပြောလို့ရှိတယ်နောက်ထပ်နဲ့သမီးလေးတစ်ပါးကတော့အလိမ္မာနဲ့သမီးလေးပေါ့ခွဲဒုက္ခကောင်းတာတွေပဲအမြဲတမ်းလီလီကိုပြောလို့ရှိတယ်အဲ့ဒီမှာတော့ လီလီနဲ့သူ့ရဲ့မိမိကစတိုးဆိုင်တစ်ခုသွားရတဲ့ကွယ်အဲ့ဒီစတိုးဆိုင်မှာဆိုရင်တကြာလုံးနေချောကလက်တွေရေကမုန်တွေအများကြီးကလေးလေးတွေခြိုက်တဲ့အရန်ချိုတဲ့အစားတောက်တွေအများကြီးရှိတာပေါ့ကွယ်အဲ့ဒီအချိန်မှာပဲလီလီရဲ့အတွေ့အထဲမှာစိတ်ထားပုတ်ပြီးဒေါသကြီးရဲ့နတ်သမီးလေးကချက်ချင်းပေါ်လာတော့တာပေါ့လီလီအဲ့ဒါတွေအကုန်လိုချင်တယ်မလားဒါရီကိုလိုချင်တယ်လို့မမေကိုပူဇော်ရမယ်။အဲဒီလိုမျိုးအတန်ကျကျနဲ့ဒီလီလေးကိုပြောင်းဖို့စူးစမ်းတဲ့ကွယ်။ ဟောသိမချာကိုခဝီဝီကနေအတန်တခုကကြားလာရတယ်နေအောင်လီလီရေးအဲ့ဒါဒီမစားချင်မနဲ့တော့ကလေးလေးရဲ့ချမကြီးတော့မကောင်းဘူးလို့ပြောတဲ့အတန်တူတူလေးကိုသူကြားလိုက်ရတယ်လီလီလေးကတတိချာချာအာယုံဆိုင်ပြီးနားထောင်လိုက်တဲ့ခါကျတော့အလိမ္မာနတ်သမီးလေးကပြောတဲ့တန်ဆိုတာသူသိလိုက်ရတယ်အဲ့ဒီတော့သူတပြင်းချလိုက်တယ်ဒီတစ်ခါမှသူ့ကိုကောင်းတာတွေပဲအမြဲပြောလို့ရှိတယ်နတ်သမီးလေးကို နိုင်စီခြင်းနဲ့ပေါ့ခွေအဲ့ဒီတော့သူမိမိကိုပြုတ်လိုက်တယ်မိမိဒီတခါတော့ရေခဲမမစားတော့ဘူးချိုလုံးလေးလည်းမစားတော့ပါဘူးတမီတတိဖြော်ကြီးလေးပဲတောက်တော့မယ်နော်လို့အဲ့ဒီလိုကြီးကြီးလေးလေးမြမာလေးချိုချိုတတမိမိကိုပြုတ်ပြတဲ့ခွေလီလီလေးကသူ့ရဲ့တွေ့ထဲမှာလိမ္မာပြီးချစ်ဖို့ကောင်းတဲ့နတ်သမီးလေးအလိမ္မာနတ်သမီးလေးကအနိုင်ရသွားတယ်ဆိုတော့သူသိလိုက်ရတဲ့အခါမှာသူပျော်ရွှင်စွာနဲ့ပြုံးလိုက်တယ်နောက်တစ်ခါ၄မှာဆိုရင်လည်း အလိမ္မာနတ်သမီးလေးကိုပဲအနိုင်ပေးမယ်အလိမ္မာနတ်သမီးလေးပြောတဲ့စကားတွေကိုပဲသူနားထောင်တော့မယ်လို့သူတွေးလိုက်တဲ့ကွယ်အဲ့ဒီလိုမှန်ကန်စွာရွေးချယ်လိုက်ပြီဆိုရင်အလိမ္မာနတ်သမီးလေးကကိုယောင်ကိုယ်ဝါးတောက်ပပြီးပျော်ရွှင်သွားတယ်အဲ့ဒါကိုသူကောင်းကောင်းလေးသိသွားတဲ့အတွက်အမြဲတမ်းအလိမ္မာနတ်သမီးလေးကိုပျော်ရွှင်အောင်ထားမယ်လို့သူဆုံးဖြတ်လိုက်တဲ့ ီလိုနဲ့ကောင်းတဲ့အရာတွေကိုပဲအမြဲလမ်းညွှန်ပြလို့ရှိတဲ့နတ်သမီးလေးရဲ့စကားကိုနားထောင်တာများလာတဲ့အခါမှာတော့စိတ်ထားပုတ်ပြီးဒေါသကြီးရဲ့နတ်သမီးလေးကလီလီရဲ့အတွေ့အကြုံနေပြီးထောက်ကသွားရတော့တာပေါ့ကွယ်။ပုံမြင်လေးကတော့ဒီလောက်ပါပဲကွယ်။နောက်ပုံမြင်နေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။ Bye bye ။